နင်းကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့စားစရာမရှိလို့ကိုယ့်ရဲ့အချစ်ဆုံးကွေးလေးကိုရောင်းလိုက်ရတဲ့ Hollywood မင်းသားအကြောင်းမဲ့ကြည့်ပါတယ်သူကိုမြဘစီမာဇဲဝနေကမျက်ကြိယာကိုသုံးပြမွေးခဲ့တာကြောင့်သူရဲ့မျက်နှာကအယုံချောတခုပစ္စည်းသွားခဲ့ပါတယ်ဘယ်ဘက်မျက်ခွန်းလဲလေ့နေခဲ့ပါတယ်သူဟာသူမျက်တွေလုံးစကမ်းပီတဲ့အပြင်စကားပြောရင်လည်းလေးပီးတည်နေပါဗျ။မြန်မာနိုင်ငံမှာတော့ဗီယန်နမ်စစ်ပြင်းမင်းသားကြီးရမ်ဘိုလိုပဲလူတိမြောက်ပါတယ်။သူနာမည်ရင်းကဆာမက်စတာစတာလုံးပါ။ဆာမက်စတာစတာလုံးအကြောင်းကိုပြောခင်မှာကျွန်တော်ရဲ့ channel ကို subscribe လုပ်ရသင့်ရင်လုပ်ထားဖို့တောင်းဆိုပါတယ်။စတာလုံးကငွေတုံးကတော်လေးကိုဇင်းရဲခဲ့ပါတယ်။ဇင်းရဲပြီးမဲ့ရုပ်ရှင်မင်းသားရမ်းပီချင်တာကဘာရင်လဲပြောင်းတဲ့ပြုတ်ဆောင်မှုရာပဲလေ့ကျင့်ပါတယ်။သူအသက်တန ်ကြောင်းတက်နေတော့သပိုင်းကစားနဲ့ကြောင်းကထွက်လိုက်ပါတယ်။ရုပ်ရှင်မင်းသားပြစ်ချင်းလို့ကြောင်းဆက်မတက်တော့တာပါ။အသက်နဲ့ဆင်းရဲနေပြန်မှာနယူးယောက်မြို့ကိုတွားပြီးဟောလိဝုဒ်ကရုပ်ရှင်မင်းတွေမှာမင်းသားလို့ကိုတွားလျှောက်ပါတယ်။ဘယ်ကုမ္ပဏီမှမယူကြပါဘူး။သူရဲ့ရုပ်ရည်ခန္ဓာကိုယ်အကျိုးစားနဲ့တရုပ်ဆောင်ပညာကိုသဘောကျကြပြီးမဲ့စကားပြီးပြီးတက်တာမပြောနိုင်တာကြောင့် ညင်ပေကြတာပါစားလုံးကမင်းသားပြီးဖို့ပဲယူနေလို့ဘာလုံးမှမလုပ်ပါဘူးဘာလို့မလုပ်တော့စားစရာမရှိစားစရာမရှိတော့သူ့ရဲ့မိန်းမနဝလက်စားတကူပူပြီးရောက်ပါတယ်ကြားတဲ့ပတ်စံနဲ့စားစရာဝယ်စားပါတယ်ဒါကိုသူ့မိမတီတော့အိမ်ပေါ်ကမြင်ချလိုက်ပါတယ်ဒီလိုချိန်မှာသူ့ရဲ့အခင်ဆုံးအချစ်ဆုံးပြင်ရှင်ဘက်ကုစ်လိုအမီရနဲ့ခွေးလေးတကောင်ရှိပါတယ်စားစရာမရှိလို့ဘက်ကာတွေရင်ထားတဲ့ခွန်တန်းလေးပါသူ့ခွေးလေးနဲ့သူ့သူ့ရဲ့လောက်အိတ်ခဲရပါတယ်ဒါနဲ့ဘာလို့စားစရာ ောက်စရာနဲ့နေစရာအိမ်အတွက်အခက်အခဲတွေအလိုမြန်လာတဲ့ကာမှာစတားလုံးကသူနဲ့မဲသွားလာနေကြခရစ်လေးကိုဒေါ်လာ40နဲ့စံစံမှာရောင်းလိုက်ပါတယ်။ခွေးရောင်းပြီးအပြန်လာမှာပဲငိုပါတော့တယ်။စားစရာမရှိလို့သာသူ့ခွေးကိုရောင်းလိုက်ရတာပါ။သူ့ခွေးကိုရမ်းချစ်တဲ့သူက တနေ့ဒီဝီအစီအစဉ်တစ်ခုမှာစတားလုံးဟာ Heavyweight Champion မဟာမက်အလီနဲ့ဇင်ကောဒိုချက်ဝက်ဘနာတို့ရဲ့လက်ဝဲပွဲကိုကြည့်ဖို့အကူအညီရခဲ့ပါတယ်။ချက်ဝက်ဘနာဟာငမင်မကြီးတဲ့လက်ဝဲသမားတစ်ယောက်ဖြစ်ပေမဲ့ကဘာကျော်မဟာမက်အလီနဲ့ဇင်ကချီလုံထိုးနိုင်ခဲ့ပါတယ်။ချက်ဝက်ဘနာရဲ့လက်ဝဲစွမ်းရည်ဟာမဟာမက်အလီကိုဘလို့မှပြေးနိုင်ပါဘူး။ဝက်ချီဇင်ကချီအတွင်းမဟာမက်အလီရဲ့ထိုးချင်းကွယ်တာခံခဲ့ရတာပါ။အခြေရင်လက်ကြတိုင်းအခြေရင်ပြန်ထပါတယ်။ စကားကြည့်ပွဲပြီးတဲ့နောက်မှာချက်ဝက်ပနာမနဲ့တာချုံသွားတာပါဒီရင်လည်းမခံချုံပြီးတဲ့ချက်ဝက်ပနာရဲ့စိတ်ဓာတ်ကိုမြင်ပြတဲ့နောက်မှာစတားလုံးကစင်ဟာတဲ့ကြွားပြီးရော့ကီစင်ယွန်းကိုရေးဖို့ချက်ကိုရခဲ့ပါတယ်စတားလုံးကတွင်ရခွဲအတွင်းမှာပဲရော့ကီစင်ယွန်းကိုရေးသားချောတတ်ခဲ့ပါတယ်ရော့ကီစကောင်ဆဲဟာသူ့ရဲ့ဘဝအတွေ့အကြုံတွေနဲ့အများကြီးစဉ်းစားနေပါတယ်ရော့ကီဟာအော်မင်ရှင်နဲ့စင်သားလုံးရဲ့တယောက်ပြီးပြီးစတားလုံးကလည်းပဲအော်မင်ရှင်နဲ့စင်ရဲ့သားမိသားတယောက်ပြီးပါတယ်စတားလုံးကရော့ကီစင်ယွန်းကိုကင်ပြီးရုပ်ချင်းတို့ရဲ့ကွန်မြူနီကိုတော်ပြခဲ့ပါတယ်ဘယ်သူမှမစိတ်ကြပါဘူးနောက်ဆုံးတော့သူတို့ ကြောက်ကစိတ်ဝင်စားလို့ဒေါ်လာတသိန်း၃ခွင်းနဲ့ဝယ်ပြီးရုပ်ရှင်ရိုက်မယ်လို့ဖန်ဆန်းလာပါတယ်။သားလုံးကအဲ့ဒီဇလက်မှာသူတိုင်းကမိသားလုံးရမှရောက်မယ်လို့ပြောပါတယ်။ဘဘောသူမီမှုများလို့စင်ငုံကိုယူပြီးပြန်လာခဲ့ရပါတယ်။နောက်ပတ်လောက်ကျတော့အစောကသူ့လူတွေကပဲဒေါ်လာ၅သိန်းခွင်းနဲ့ပြန်ကလန်းပါတယ်။သားလုံးကလည်းမိသားနေရမှရုပ်မဆောင်ရရင်ညောင်ဘူးလို့ညှိလိုက်ပါတယ်။သူ့လူတွေကစင်ငုံကိုသဘောကျကြပြီမဲ့သားလုံးကိုမိသားအဖြစ်သဘောမကျကြပါဘူး။သူတို့ကရော်ဘီနီယာအတွက်နမည်ကြီးမိသားတွေကိုခေါ်ယူဖို့စေဘူးတတ်ကြတာကသားလုံးကိုတော့သူရဲ့မွေးရပါကပြောဟာနဲ့မင်းနာမှုရာတွေကြောင့်မိသားအဖြစ်တရုတ်ဆောင် ိုမတင်တော်ဘူးလို့ယူဆခဲ့ကြပါတယ်။စတလုံးကသူရဲ့စင်ညုံကိုတူကရိုင်ပေမင်တာပြီးပြုတ်ဆောင်မယ်ဆိုတဲ့အကြောင်းညချင်းသူတို့တွေကိုအခိုင်အမာပြောခဲ့ပါတယ်။ညချင်းသူတို့တွေကစင်ညုံအတွက်ဒေါ်လာ3,600တောင်းသိတောင်းပေးမယ်လို့ပြန်ကန်လန်းခဲ့ပါတယ်။သူကတော့ဆက်ပြီးတော့ငင်းပေးခဲ့ပါတယ်။မကြောင့်လဲဆိုတော့ဒီဇလန်ဟာသူ့ဘဝရဲ့ဇလန်တူကရိုင်ကရော့ကီပြရမယ်လို့ယုံကြည်နေခဲ့လို့ပါ။သူတက်လုံးမလာတဲ့မင်တာအိမတ်ကိုဒေါ်လာ3,600တောင်းနဲ့မလဲနိုင်ဘူးပါ။နောက်ဆုံးတော့ညချင်းသူတို့တွေကပဲဘောသူငီးပြလိုက်ပါတယ်။ဒါပေမဲ့စင်ညုံကိုဒေါ်လာ3,300ခွဲပဲပေးပြီးပြုတ်ဆောင်ခမရဘူးလို့ပြောလိုက်ပါတယ်။ခင်တာပြဒီရမယ်ဆိုတော့ဒေါ်လာ3,300 ွင့်နဲ့ဇာချွတ်ချွတ်လိုက်ပါတယ်။ရော်ကီစကားအတွက်သဘောတူညီချက်ရပြီးရင်တော့စတားလုံးဟာဂူရတဲ့ငွေနဲ့သူ့ရဲ့အခြေဆုံးခွဲလစ်ကိုပြန်ဝယ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။စတားလုံးကဂွေရောင်းလိုက်တဲ့ဇန်ချစ်မှာသူ့ရဲ့ဂျာတိုင်ဆောင်နေခဲ့ပါတယ်။ဂွေဝယ်သွားတဲ့လူကိုပြန်တွေ့တဲ့အခါဒေါ်လာတစ်ထောင်တစ်ထောင်အစချစ်တိပြည့်ပြန်ဝယ်ခဲ့ပြီမဲ့ဂွေဝယ်သွားတဲ့လူဟာပြန်မရောက်ပါဘူး။စတားလုံးကသူ့ခွဲကိုအလွန်ချစ်တာကြောင့်ဒေါ်လာတစ်ထောင်ခွဲပေးပြီးပြန်ဝယ်ခဲ့ပါတယ်။1996ခုနှစ်မှာသူစင်းကင်းရော်ကီကိုဒေါ်လာတန်နီပါကုန်ခံပြီး26ရက်နဲ့ပြည့်ရခဲ့ပါတယ်။စကားနမီကရော်ကီပါ။တရတ်ယုံမှာလွတ်လွတ်မြေသူတယောက်ကနေကပ ာလောက်ဝဲချန်ပီယံဖြစ်လာပုံကိုရပြန်ထတာပါ။ရုပ်ချင်းစကားထက်မှာသူကွေးလေးတောင်ဇဝင်ခန့်တချို့ပါဝင်ခွင့်ရခဲ့မှသိတယ်။စတားလုံးရဲ့တရုတ်ဆောင်ကောင်းနိုင်ရင်ဇလန်စက်ကွက်ကောင်းနိုင်ရင်ကြောင်းရော်ကီရုပ်ချင်းကဟာအញ្ញအုံမီတော့ပါတယ်။ယွန်နီရဲ့တပတ်အတွင်းမှာပဲဒေါ်လာတန်300မီပါခွင့်ရရခဲ့ပါတယ်။ရော်ကီရုပ်ချင်းကဟာအော်စကာဆုကြီး၃ဆုရတော့တယ်လို့စတားလုံးဟာလည်းအော်စကာမင်းသားဆုနောက်ဆုံးစကားတင်စင်မှာပါခဲ့ပါတယ်။ဒုလက်ကမှာဂျော်မင်းသားကြီးပြီးတော့တဲ့ပြင်မြက်ငွေတွေတက်ကအကျိုးခံစားခွင့်ရလို့တန်းကြွယ်တဲ့တဲ့တယောက်ချက်ချင်းပြီးတော့ပါတော့တယ်။ရော်ကီဇက်ကောင်နဲ့အော်မီလို့ရော်ကီဖိုက်အထီတောင်ရခဲ့ရပါတယ်။ BNN စီပြန်ပြော ရဲ့စူရာခန့်ရုပ်ကျင် Drumbo ကိုရက်ကူခဲ့ရမှာ Forward ဘွဲအောင်မင်းလို့ Drumbo ကိုတီတောင်းလက်ရပြန်ပါတယ်။တလုံးကနောက်ပိုင်းမှာရုပ်ကျင်တလုံးသူ Driver မင်းသားစားတဲ့နေရာပေါင်းစုံမှလည်းအောင်မင်းရခဲ့ပါတယ်။အခုတော့စတလုံးကအသက်30ကိုနှစ်ရှိပါပြီ။နေ့ရောက်မှာသူမင်းသားဆုနဲ့သူအေးအေးချမ်းချမ်းနေပါတယ်။စတလုံးရဲ့ဘွားလာကြောင်းကလူငယ်တွေတမကလူကြည့်တွေတက်ပါအတူယူစရာကောင်းတဲ့အချက်တွေအများကြီးရှိပါတယ်။အဲဒီတစ်ပြေသူရဲ့ဘွားစားပိုင်းမှာကျွန်တဲ့ရခဲ့တဲ့ဒုက္ခတွေဂျီမန်ချက်ပန်းန်းကိုမြောက်မချင်းဘရောမှအချုံပေးခဲ့တဲ့အဲစိတ်ဓာတ်တွေကိုယ့်ရဲ့အနေချက်ကိုအနေချက်ပြခံယူပဲအသက်ချက်ပြအောင်ပြောင်းလဲပြခဲ့တာတွေကိုပြည့်စင်နေတဲ့မင်းသားအိမ်မှာ ကိုဒေါ်လာ3,600တောင်းနဲ့မလန်းချက်တာတွေဟာအင်မတန်မှဆန္ဒမူနာအတူယူဇာကောင်းပါတယ်တကယ်လို့ဒါစတလုံးကသူစင်းငင်းကိုမေတ္တာပြုတော့ပဲဒေါ်လာ3,600တောင်းနဲ့ဒါကြောင်းလိုက်ရင်သူစတလုံးဖြစ်ရှင်မဲ့ရုပ်ရှင်မင်းသားဖြစ်လာပါမလားတွေးစရာပါစတလုံးစီကအတိကတင်ကန်းစာကိုရခဲ့ပါတယ်အဲ့ဒါကတော့ဝင်တော့ကိုမလဲပါနဲ့ကိုဝဒနာပါရနော့ကိုဒါနိုင်ပါဝေကနော့ကနေတကောကောင်းလိုက်ပါပါလိမ့်မယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲလိုက်ရင် channel လေးလုတ်ခဲ့ပေးပါအောင်နောက်ပါဒီများဆက်ရှိချင်တာရှင်းလိုက် comment မှာ market book ဖြစ်ပါပါတယ်